ပြည်ထောင်စုတမရမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည်ဒီနေ့မိုးလဲပိုင်းမှာအေရီတိုင်းဒေတာကြီးမူဦးပင်မြို့ရှိခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမြို့မိမြို့ဖများအားတူးရှိဝါခမ်းမမှာတွေ့ဆုံပြီးဒေတာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုဆွေးနွေးပြောကြားခဲ့ပါသည် အဆိုပါတွေ့ဆုံပွဲအခမ်းအနားသူကော်မရှင်အတွင်းမူတွဲဖက်အမှုဆောင်ချုပ်ပိုချုပ်ကြီးရေဝင်းဦးပြည်တော်စုဝန်ကြီးများအရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမောင်ဝင်းကာကွယ်ဦးစည်းချုပ်ရုံးမှအစစ်မြေတပ်မတော်ရရှိကြီးများအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမူဒုတိယဝန်ကြီးများမူပင်မြို့ရှိခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမြို့မီမြို့ဖများ MSME လုပ်ငန်းရှင်များနဲ့ဖိတ်ကြားထားသူများတက်ရောက်ကြပါသည် 虚荣。<noise> <noise> မူပင်ခရိုင်အုပ်ချုပ်ရေးမှုကဒေသဆိုင်ရာအချက်အလက်များရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများကန္နာကြီးများအလိုက်ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများသီးနှံများပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးကျူးပန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများအရန်ဆန်များတူလောင်ထားရှိမှုစီးတွက်သီးနှံများစိုက်ပျိုးထုတ်လုပ်လျက်ရှိမှုငါးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနိုင်ငံစည်းဝါးမြင့်တင်ရေးရန်မုံငွေများထုတ်ချေးပေးထားမှုလက်စစ် တက်အောင်လုံလောက်စွာရရှိရေးစောင်းရင်းလျက်ရှိမှုပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစောင်းရင်းလျက်ရှိမှု One Region 1 Project OROP လုပ်ငန်းများနဲ့ MSME ကုန်ထုတ်လုပ်ငန်းများစောင်းရင်းလျက်ရှိမှုမူပင်မြို့နယ်အားကစားခွင့်အားအဆင့်မြင့်တင်ပေးရန်လိုအပ်မှုခြေနေများနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ပါတယ်အရင်က ျိုးမီမျိုးဖာများနဲ့လုပ်ငန်းရှင်များကစိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေဖို့အတွက်စိုက်ပျိုးရေးတောင်သူများအားချင်းငွေများတိုးမြင့်ထုတ်ချေးပေးစေလိုမှုစပားအချောက်ခံစံများလိုအပ်လျက်ရှိမှုငားမွေးမြူရေးလုပ်ငန်းများအတွက်လိုအပ်တဲ့ငားစာများလုံလုံစွာထုတ်လုပ်ရရှိနိုင်ရေးစောင့်ရပေးတဲ့အတွက်ကျေးဇူးတင်ရှိမှုမွေးမြူရေးလုပ်ငန်းများအတွက်လက်စစ်ဓာတ်အားလိုအပ်လျက်ရှိမှုနိုင်ငံစည်းဝါမြင့်တင်ရေးရန်ပုံငွေများထုတ်ချေးပေးမှုကြောင့်မွေးမြူရေးလုပ်ငန်းများတိုးတက်လာမှုနဲ့မြေနေရာများတက်မှန်လွယ်လျက်ရှိမှုငားမွေးမြူရေးလုပ်ငန်းများဆောင်ရွက်တဲ့ကံပေါင်းများပေါ်မှာဝါပေ းများစိုက်ပျိုးခြင်းဖြင့်အကျိုးဖြစ်ထွန်းနိုင်မှုအုံကျုံမွေးများစိုက်ပျိုးဖြစ်ထွန်းလျက်ရှိမှုဈေးကွက်သို့ပြန်ပြောင်းချလျက်ရှိမှုနှင့်ပြည်ပဈေးကွက်ရရှိရေးကျူပန်းဆောင်ရွက်လျက်ရှိမှုခြေနေများနှင့်ပတ်သက်ပြီးရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများနဲ့ပတ်သက်ပြီးပြည်ထောင်စုဝန်ကြီးများနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ကစိုက်ပျိုးလုပ်ငန်းများအတွက်လိုအပ်တဲ့ခြေငွေများကိုနိုင်ငံတော်အနေနဲ့စောင့်ရပေးလျက်ရှိမှုစဘာအချုပ်ခံစက်နဲ့တိနဲ့အချုပ်ခံစက်များလိုအပ်မှုနဲ့ပတ်သက်ပြီးလိုအပ်ပါကပြည်ပမှမာယူတင်သွင်းစောင့်ရပေးနိုင်ပြီးအစုဖွဲ့ဖြစ်တော်၎င်းတူးချင်းအနေဖြင့်တော်၎င်းဝယ်ယူနိုင်မှုဝင်းမြူရေးလုပ်ငန်းများတူးချက်စောင့်ရရန်အတွက်လိုအပ်တဲ့မြေနေရာများအားလုံထုံလုံနီးများနဲ့အညီတင်ပြစောင့်ရနိုင်မှုစံစဘာ export ဆိုပေါ်ဆောင်နိုင်ရေးစောင့်ရလျက်ရှိမှုပေါ်ဆန်းဝေးစဘာများပုံမတိုးတက်ထုတ်လုပ် တိုင်းရေးဆောင်ရွက်လျက်ရှိမှုခြေနေများနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြကြပါရစေ။ အဲ့ဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌကအမှားစကားပြောကြရမှာမူဘင်ဒေတာဟာအေရီတိုင်းဒေတာကြီးရဲ့အရေးပါတဲ့နေရာမှာတရှိပါကြောင်းစိုက်ပျိုးရေးနဲ့ဝင်းမြူရေးတက်ကသူမူဘင်ကို2021ခုနှစ်ခန့်ကလေးကဖွင့်လှစ်ရန်ရည်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းမိမိတို့နိုင်ငံဟာစိုက်ပျိုးရေးနဲ့ဝင်းမြူရေးကိုအဓိကစီးပွားရေးအဖြစ်ဆောင်ရွက်ကြခြင်းဖြစ်တာကြောင့်စိုက်ပျိုးဝင်းမြူရေးပညာရှင်လူသားအချင်းမြများစွာလိုအပ်ပါကြောင်းဒါကြောင့် မူဝင်မြို့မှာစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်ကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်းမိမိတို့နိုင်ငံမှာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုမယိုးဖလာနီလန်းများဖြင့်ဆောင်ရွက်ကြခြင်းဖြစ်ပါကြောင်းခေတ်ဆက်ဆက်မှာကိမီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဖော်ဆောင်ခဲ့ကြတော့လဲထင်းတလော အောင်မြင်မှုမရရှိခဲ့ပါကြောင်းအများစုမှာကျေးလက်မှနေထိုင်ကြသူများဖြစ်ပြီးခင့်မိတဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုဆောင်ရွက်ရန်စိန်ခေါ်မှုများရှိပါကြောင်းနိုင်ငံတော်အနေနဲ့ပညာရည်မြင့်တင်လုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီးတက္ကသိုလ်များအဆင့်မြင့်တင်လုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ပါကြောင်းပညာတဲ့လူသားအရင်းမြစ်များမွေးထုတ်ပေးနိုင်ရေးအတွက်မိမိတို့အနေဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းတဏိတာကြီးနဲ့ပြည်내များအလိုက်အချိုးညီညီတိုးတက်စေရေးတက္ကသိုလ်များကိုဖွင့်လှစ်ထားတော်လဲအချို့ပြည်내များမှာ ចောင်းသားចောင်းသူတက်ရောက်မှု ਨੇ ပါနေပါကြောင်းဒါကြောင့်ပိုလီတက်ကနစ်နီးပညာတက်ကသူများကိုဖွင့်လှစ်နိုင်ရေးစောင့်ရနေခြင်းဖြစ်ပြီးစိုက်ပျိုးရေးနဲ့ဝင်းမြူရေးတက်ကသူများကိုလည်းထပ်မံဖွင့်လှစ်နိုင်ရေးစောင့်ရသွားမှာဖြစ်ပါကြောင်း နိုင်ငံတော်အနေနဲ့ပညာရေးမြင့်မားရေးဆောင်ရွက်ရှိပြီးကျောင်းသားကျောင်းသူများအနေနဲ့သက်ဆိုင်ရာဘာသာရပ်များအလိုက်တက္ကသိုလ်များကောလိပ်များကိုတက်ရောက်ပြီးအဆင့်မြင့်ပညာရပ်များကိုသင်ကြားနိုင်ပါကြောင်းတန်းစဉ်ကူပြောင်းမှုနှုန်းနေပါလာခြင်းကြောင့်တက္ကသိုလ်သူတက်ရောက်သင်ကြားသူများနေပါလာခြင်းဖြစ်ပါကြောင်းတန်းစဉ်ကူပြောင်းမှုနှုန်းမြင့်မားအောင်ဆောင်ရွက်ခြင်းဖြင့်ပညာတတ်လူသားအချင်းမြင့်များပေါ်ကျွေးဝလာမှာဖြစ်ပါကြောင်းပညာတတ်လူသားအချင်းမြင့်များပေါ်များစေရေး မူပင်ခရိုင်အနေနဲ့လည်းဘောင်းကျူပန်စောင့်ရက်သွားကြစီလိုပါကြောင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်ပြီး Airy Time Data ကြီးဟာမိမိတို့နိုင်ငံရဲ့စပယ်ကြီးတစ်ခုဖြစ်ပါကြောင်းဒါကြောင့်တီးနှံများထွက်ရှိမှုဟာထိုက်တဲ့နဲ့အထွတ်နှုန်းဖြစ်ရန်လိုပါကြောင်းစိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေဖို့အတွက် မြည်တို့ဆောင်ရွက်၍ရမည်ကိုစဉ်းစားဆောင်ရွက်တွားရင်လိုပါကြောင်းပေါ်ဆန်းမွေးစပါစိုက်ပျိုးမှုနှင့်ပတ်သက်ပြီးပြည်ပသူတင်ပို့နိုင်ရေးပုံမှုတိုးတက်စိုက်ပျိုးဆောင်ရွက်တွားရင်လိုကြောင်းအထွတ်နှုန်းကောင်းမှုရေးနှင့်ပတ်သက်ပြီးလည်းစနစ်တကျစမ်းသပ်ထားရှိပြီးဖြစ်ပါကြောင်းဒါကြောင့်ပေါ်ဆန်းမွေးစိုက်ပျိုး၍ရတဲ့ဒေသများမှာပေါ်ဆန်းမွေးစပါများကိုစနစ်တကျဖြင့်စိုက်ပျိုးဆောင်ရွက်တွားကြရန်လိုအပ်ပါကြောင်း ဒါပြင်ပေါ်ဆန်းမွေးစဘာကူသားမက အခြားသိနံများကိုလည်းအထွတ်နှုန်းကောင်းမွန်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်းစိုက်ပျိုးလုပ်ငန်းများကိုဆောင်ရွက်ရမှာ မျိုးမြေရေနီးစတဲ့နီလန်းလေးသွယ်ဖြင့်စနစ်တကျစောင့်ရွက်သွားရန်လိုကြောင်းမျိုးကောင်းမျိုးသက်များရရှိရမည်မြေအခြေအနေကောင်းမွန်ရမည်ရေလုံလုံးစွာရရှိရမည်နီးစနစ်တကျဖြင့်စိုက်ပျိုးထုတ်လုပ်နိုင်ရမှာဖြစ်ပါကြောင်းစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးအထက်ပါနီယာမများကိုလိုက်နာစောင့်ရွက်သွားမယ်ဆိုပါကမိမိတို့စိုက်ပျိုးတဲ့တည်နှံများများစွာတိုးတက် ကောင်းမွန်လာမှာဖြစ်ကြောင်းတောင်သူတူဦးချင်းစိုက်ပျိုးအသိပညာပေးခြင်းကိုလည်းစောင့်ရွက်ပေးရန်လိုအပ်ပါကြောင်း ဒါပြင်မိမိတို့နိုင်ငံကထွက်ရှိတဲ့ကော်ဖီဟာနိုင်ငံတကာဈေးကွက်ဝင်တဲ့ကော်ဖီဖြစ်ပါကြောင်းအများအားဖြင့်ကုန်းမြင့်ကော်ဖီကိုစိုက်ပျိုးကြပါကြောင်းမူဝင်မျိုးနဲ့အတွင်းဥယျင်ချန်စိုက်ပျိုးတဲ့အေကာ2000ခန့်ရှိကြကိုတွေ့ရှိရတာကြောင့်အဆိုပါဥယျင်ချန်များအတွင်းမြေနိတ်ကော်ဖီရိုဘတ်စတာမျိုးများကိုစိုက်ပျိုးဆောင်ရွက်မယ်ဆိုပါကများစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီးပြပပို့ကုန်များပုံမှုတူးတက်ရရှိမှာဖြစ်ပါကြောင်း အုံကျုံမွေးစိုက်ပျိုးခြင်းနဲ့ပတ်သက်ပြီးအကျိုးများစွာ ဖြစ်ထွန်းစေပါကြောင်းအုံနဲ့ပတ်သက်တဲ့ထုတ်ကုန်များကိုထုတ်လုပ်နိုင်တာကြောင့်ပုံမတူးချေစိုက်ပျိုးကြစေလိုကြောင်း အုံထက်ပစ္စည်းများကိုပြည်ပသို့တင်ပို့နိုင်ခြင်းဖြင့်နိုင်ငံအတွက်နိုင်ငံခြားငွေများရရှိမှာဖြစ်ပါကြောင်းဒေတာအလိုက်အရရလေကာပင်များစိုက်ပျိုးကြရန်လိုကြောင်းတဘာဘေးတံကြောက်ရွံ့ချိန်မှာအုံပင်များနဲ့အရရလေကာပင်များဟာထိုက်တဲ့နဲ့အကာအကွယ်ပေးနိုင်ပါကြောင်း Airtime ဒေတာကြီးအတွင်းငားမွေးမြူရေးလုပ်ငန်းများကိုအောင်မြင်စွာဆောင်ရွက်လျက်ရှိတာကိုတွေ့ရပါကြောင်းအလားတူကျက်ဝက်နွားပဲဝင်းမြူခြင်းများနဲ့ပတ်သက်ပြီးလေပုံမတိုးတက်ဝင်းမြူဆောင်ရွက်ကြစေလိုပါကြောင်း မျိုးနဲ့ပတ်သက်ပြီးမျိုးရင်းမှာရေစည်ရေလာကောင်းမှုစီရေးဆောင်ရွက်ရန်အတွက်နိုင်ငံတော်အနေနဲ့ဆောင်ရွက်ပေးသွားမှာဖြစ်ပြီးဌာနဆိုင်ရာတာဝန်ရှိသူများကလည်းစနစ်တကျကြက်မှတ်ဆောင်ရွက်နေရန်လိုတဲ့ကဲသူမျိုးနေပြည်သူများကလည်းဝေါဝပူပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်းမျိုးနေအတွက်လိုအပ်တဲ့ဘလုံးအားကစားခွင့်နဲ့ပတ်သက်ပြီးစဉ်စားဆောင်ရွက်ပေးမှာဖြစ်ပါကြောင်းမူပင်မျိုးရှိတက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းလာမယ့်ဒီဇင်ဘာလအတွင်းလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုကျင်းပပြုလုပ် ွားမှာဖြစ်ပါကြောင်း2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာမဲမတမာမှုများဖြစ်ပွားခဲ့ပြီးထို့အချိန်ကတောင်းရှိသူများအနေနဲ့ဥပဒေနဲ့အညီဖြည့်ရှင်းဆောင်ရွက်မှုမရှိခဲ့ခြင်းကြောင့်မိမိတို့အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့ရခြင်းဖြစ်ပါကြောင်းရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်မှာစန္ဒာမဲပေးပိုင်ခွင့်ရှိသူများအားလုံးစန္ဒာမဲပေးကြစေလိုကြောင်းနိုင်ငံတော်အနေနဲ့စန္ဒာမဲပေးခွင့်ရရှိရေးစောင့်ရပေးထားပြီးစန္ဒာမဲပေးခြင်းမပေးခြင်းဟာမဲဆန္ဒရှင်များရဲ့စန္ဒပင်ဖြစ်ပါကြောင်းဒါအပြင်မိမိတို့အနေနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုစောင့်ရလျက်ရှိပါကြောင်းရွေးကောက်ခံကိုယ်စားလှယ်များကိုလည်း ဥပဒေနဲ့အညီဖြစ်စေရေးစီစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းအဓိကအားဖြင့်တိုင်းပြည်နဲ့ဒေသအကျိုးကိုစေနာထားပြီးဆောင်ရွက်နိုင်သူဒုတာဝန်အရေးသုံးပါးကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သူနိုင်ငံရေးစီးပွားရေးနဲ့ကာကွယ်ရေးအမြင်ရှိသူများကိုစဉ်စားရွေးချယ်၍စန္ဒာမဲပေးကြစေလိုကြောင်းပြောကြားခဲ့ပါသည် အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌကအခမ်းအနားတက်ရောက်လာကြသူများအားယင်းနီနီနှုတ်ဆက်ခဲ့ပါသည် အဲ့ဒီနောက်နိုင်ငံတော်ယာယီသမတာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဟာအေရီတိုင်းဒေတာကြီးမူဘင်ခရိုင်အသေးစားအငယ်စားအလက်စား MSME ထုတ်ကုန်များပြပွဲနှင့်ဈေးရောင်းပွဲမှာခင်းကျင်းပြသထားတဲ့ဒေတာထုတ်ကုန်များလေယာဉ်သုံးဆက်ပစ္စည်းများဝင်းမြူထုတ်ကုန်များစားတောက်ကုန်များအားလှည့်လည်ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်လိုအပ်တာများမှားချပြည့်စည်စောင့်ရပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။